ဆုံလာပြီဗုဒ္ဓနေပထမလဟာမြမပြက်ကရင်ရဲ့ဒုတိယလဖြစ်ပါတယ်သူတိရေကိုဟောဤသုံးစိုးတော်စကားမှာတွန်းလောင်းခြင်းကိုဟောဤသူ့မှာကတော်ရွေလျားလာပြီးအဘိဓိပ္ပာယ်ကတော့ရေတွန်းလောင်းတော့လာဟုအဘိဓိပ္ပာယ်ရပါသည်အလွန်ပူပြင်းသောနွေရီလတ်လဖြစ်တာကြောင့်သစ်ပင်ကြီးငယ်တို့ဟာရေလောင်းဝေးရတယ်လားလို့လဲအယူရှိပါတယ် မြတ်စွာဘုရားရှင်ပွင့်တော်မူခဲ့သောမဟာဗောဓိညောင်မင်း၏မျိုးပွားများကိုမြန်မာနိုင်ငံသို့ပင့်ဆောင်လာပြီးစိုက်ပျိုးလာခဲ့ကြရာအစုံလာရောက်တဲ့အခါမှာတော့ရေသွန်းလောင်းနဲ့အလေးအထရှိကြပါတယ်အစုံလာရဲ့အထင်းအမှတ်ပန်းကတော့သကားပန်းပဲဖြစ်ပါတယ်အစုံလာပြည်နေဟာဗုဒ္ဓဘာသာဝင်တို့ရဲ့နေတူးနေမြတ်ကြီးအရဲ့ပဲဖြစ်ပါတယ်ဘုရားအလောင်းတော်သူ့မေရရှင်ရတဲ့ဟာဒီပင်ခရာဘုရားထံမှာ ဤဘဒ္ဒကဘာမှာလေးစုမြောက်ဘောဓမဗုဒ္ဓအမည်နှင့်ဘုရားရှင်စေဧကံပြည့်လက်မည်ဟုနိယတဗျာဒိတ်ကိုခံယူတော်မူခဲ့ပါသည်။မဟာတက္ကရေ68ခုနှင့်အစုံလာပြည့်နှစ်မှာဘောဓမဗျာအလောင်းတော်ဟာတိဋ္ဌတမင်းသားခွားမြင်တော်မူခဲ့တာဟာလည်းအစုံလာပြည့်ဗုဒ္ဓအနေပဲဖြစ်ပါသည်။မဟာတက္ကရေ103ခုနှင့်ဘုရားအလောင်းတော်ဟာတပ္ပိညုတရှင်ညာတော်ကိုရရှိပြီးဘုရားအဖြစ်သူ ရောက်ရှိခဲ့တာဟာလည်းပဆုံလာပြည့်ဗုဒ္ဓအနေပဲဖြစ်ပါတယ်။မဟာတက္ကရာ148ခုနှစ်ပဆုံလာပြည့်နေ့မှာမာလာမင်းတို့ရဲ့အင်ဂျင်ဥယျာဉ်မှာပြိဋ္ဌိနိဗ္ဗာန်သံဝန်တော်မူခဲ့တာဟာလည်းပဆုံလာပြည့်ဗုဒ္ဓအနေပဲဖြစ်ပါတယ်။အဲ့ဒီလိုထူးခြားတဲ့အဖြစ်အပျက်တွေတိုက်ဆိုင်နေတဲ့နေ့တစ်နေ့ဖြစ်တာကြောင့်ဗုဒ္ဓဘာသာဝင်တို့ဟာပဆုံလာပြည့်နေ့ကိုဖျားနေဗုဒ္ဓနေ့လို့သတ်မှတ်ခဲ့ကြပါတယ်။ရရှင်အဘိညုဒ္ဒရှင်ညာတော်ကို ရတော်မူရန်အတွက်ဘောဓိပင်ကို အမိပြု၍တရားအားထုတ်တော်မူခဲ့ပါတယ်။အဲဒါကြောင့်ဗုဒ္ဓဘာသာဝင်တို့ဟာမဟာဘောဓိပင်ကိုရေသွန်းလောင်ခြင်းစသော ကုသိုလ်ကောင်းမှုကိုပြုလုပ်တော်မူခဲ့ကြပါတယ်။ဘုရင်၆တွေ့တော်ကဆုံလမှာညို့ရအံ့ဆဲဆဲဖြစ်တော်ဘောဓိပင်ကိုလမ်းဆန်းစေရန်အတွက်ရေသွန်းလောင်ခြင်းဖြစ်ပါတယ်။အဲ့ဒီလေးထကိုဗုဒ္ဓဘာသာဝင်တို့ အစဉ်အဆက်ယနေ့ထက်တိုင်ထိန်းသိမ်းဆောင်ရှောက်လာခဲ့ကြတဲ့ လေးထတူလဲပါတယ်။နှစ်စဉ်ပစုံလားပြည့်နဲ့ရပြီဆိုတာနဲ့မြမပြည်တော်မှာရောင်ရည်သုံးပွဲများကိုကျင်းပလေရှိပါတယ်။ရာဖွာဝန်ဆန်ဤလေးတံမှတ်ရန်ဗုဒ္ဓနည်းဆိုတဲ့အဆိုရှိပါတယ်။ရာဆိုတာကတော့ပစုံလားပြည့်နဲ့မှာရာရိတ်တော်ကိုခံယူပါတယ်။ဖွာဆိုတာကတော့ပစုံလားပြည့်နဲ့မှာဘုရားအလောင်းတော်သိတ္တတမင်းသားကိုဟောမြင်တော်မူတာပဲဖြစ်ပါတယ်။ ဖွင့်ဆိုတာကတော့အစုံလားပြင်းနေမှာဘုရားအဖြစ်တို့ရောက်တော်မူတာပဲဖြစ်ပါတယ်။ဈန်းဆိုတဲ့အဓိပ္ပာယ်ကတော့တတဝအပေါင်းတို့ကိုတရားရည်တိုက်တွေ့အပြီးပြိဋ္ဌိနိဗ္ဗာန်တောင်းတော်မူတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ဒါကြောင့်အစုံလားပြင်းနေဟာဘုရားဘုရားရှင်ရဲ့ဖြစ်တော်နေမင်းမျိုးနဲ့အရက်ထဲမှာပဲဖြစ်ပေါ်ခဲ့တဲ့အတွက်ဘုရားဘာသာဝင်တို့အတွက်နေတူးနေမြတ်အရက်ဖြစ်ပါတယ်။ဒါကြောင့်တိတိလံကနာကကိုလံဘုံမြို့တော်မှာ ကျင်းပခဲ့တဲ့အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာကွန်ဖရင့်မှာအစုံလားပြည်နယ်ကိုကမ္ဘာရုံးပိရအဖြစ်သတ်မှတ်နိုင်ရန်အတွက်1988ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာ14ရက်နေ့အထိညီနိုင်သိနွေတိုင်ပင်ခဲ့ကြပါတယ်84ချိန်မြောက်ကမ္ဘာကုလတမကညီလာခံမှာတင်သွင်းခဲ့တဲ့အဆိုကိုမြန်မာနိုင်ငံပါဝင်အခြားနိုင်ငံစုစုပေါင်း34နိုင်ငံကထောက်ခံပေးခဲ့ကြကြအောင် အဘကုလတမကမှာအစုံလားဖြင့်ဘုရားနေ့ကိုအပြည့်ပြဆိုင်ရုံးပည့်ရဲ့အပြည့်သတ်မှတ်ကြပါမယ်။ယေရှုတမန်တော်